ချမ်းသာချမ်းသာခြင်းကြတယ်ဥဒ္ဓရဘောမပြေကလူတော်တော်များများဒါပေမဲ့ကိုကျင်တရားတွေကြဘာဖြစ်လာပြက်လာတယ်သီလကြမထိန်ခြင်းကြဟုတ်တယ်နော်ဟောတော်ငါပြိသက်အရက်တော့ခြင်းတယ်ဆိုရင်အဲ့ဒီတော့ခြင်းတဲ့လူဟာလူမမြင်အောင်ကိုခိုးကြောင်ခိုးဝဲနဲ့ပုံတော့ရဘာဖြစ်လို့တော့အထင်သေးမှကြောက်လွန်းလို့မကောင်းမှုလူရမှာရှက်လွန်းလို့ဒီလိုမဟုတ်လား ခလေးခေတော်ပြည့်တဲ့ကိုတော့တာကိုလူမမြင်မှကြောက်နေတဲ့ပုံစံဖြစ်လာဟုတ်ပြီလားချမ်းတော်ချမ်းသာခြင်းနဲ့ဒါပေမဲ့တီလာကြပါဖြစ်လာတော့မထောင်းကျင်တော့ဘူးအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကချမ်းသာခြင်းနဲ့ဆိုရင်တီလာရှိအောင်လုပ်ပါတဲ့တီလာမရှိရင်မချမ်းသာဘူးတီလာရှိလို့ချမ်းသာတာကဘယ်တိချမ်းသာတယ်လဲမေးရာဝစရာအိုတိတိုင်အောင် ချမ်းသာတာဘယ်တိုင်အောင်ချမ်းသာတယ် ရွှေရှိလို့ချမ်းသာတာကအိုသည့်တိုင်အောင်မသေးကြဘူး။ငွေရှိလို့ချမ်းသာတာလည်းအိုသည့်တိုင်အောင်မသေးကြဘူး။အိုသည့်တိုင်အောင်သေးကြမောက်ချမ်းသာမှုပေးတာကဘာလဲ။သီလကဟုတ်ပြီလား။အဲ့ဒါကြောင့်မို့ခန္ဓာကိုယ်ကိုတန်းစာဆင်တဲ့နေရာမှာသီလလောက်ကောင်းတဲ့တန်းစာမရှိဘူးတဲ့ဒီလိုပြောတယ်ဖရာ။တော်ကောင်းနေခန္ဓာကိုဝစ်စင်ထားတဲ့ရွှေတွေငွေတွေအင်ကြီးဝစ်စားတွေ သူ့အရွယ်နဲ့သူပဲလှသူ့အရွယ်နဲ့သူပဲကြည်ကောင်းဟုတ်လားဂနေ16နှစ်18နှစ်ကလေးမလေးတွေဝတ်တဲ့အဝတ်မျိုး60 90အဖွားကြီးဝတ်ကြည်ပါလားယူပြီနဲ့ပြောကြပါဟုတ်တယ်မို့လားအာကနေ့16စက္ကန့်ကလေးလေးတွေသဘင်ထောင်တယ်လို့မျိုးကြောင်ကြောင်ကြကြလှုပ်တယ်လို့မျိုး80ကျော်ဖိုးကြီးထောင်ကြီးပါလား ေကန်နီကြီးသွားပြီနဲ့နေကြမှာပဲလေအကောင်းမမြင်ကြတော့ဘူးနော်ကလေးပေါက်ဆာလေးကိုရွှေတွေအများကြီးစင်ကြည့်အဲ့ဒီရွှေကအန်ဒီရဖိတ်ခေါ်သလိုဖြစ်မှာပဲတေကန်နီမှာတောင်မွေးကြီးနဲ့ရွှေတွေအများကြီးဝှက်ကြီးမြန်မြန်သေအောင် လုပ်သလိုဖြစ်မှာပဲဟုတ်ပြီလားအဲ့ကြောင့်ရွှေတွေငွေတွေဆိုတာပြိတ္တေသူ့အရွယ်နဲ့သူပဲလာတယ် တီလာကြအဲ့လိုမဟုတ်ဘူးတဲ့ငငယ်လေးတီလာရှိရင်လဲအိုးကလေးလေးတော်လိုက်တာအသက်ကြီးတဲ့လူတီလာရှိရင်လဲသိပ်ပြီးတော့လေးစားကြည်ညိုစရာကောင်းတာဟုတ်ပြီလားငငယ်ကြီးကြီးပြိတဲ့တီလာရှိရင်ဘာဖြစ်တော့ချမ်းသာမြတ်စွာဘုရားကဒီနေရာမှာတော့အိုသည့်တိုင်အောင်တဲ့တကယ်တမ်းကအိုသည့်တိုင်အောင်တော့မကောက်သေသည့်တိုင်အောင်ကိုချမ်းသာတာဟုတ်ပြီနော် အဲကြောင့်မြတ်စွာဘုရားကချမ်းသာကိုအာကိုရာရှာတဲ့နေရာမှာသီလလောက်ကောင်းတဲ့အာကိုရာ မရှိဘူးတဲ့ဒီလိုပြောတယ်။ဘာလောက်ကောင်းတဲ့အာကိုရာဒုမကဘိကဝေသီလတတိတံပတိတရဏနာမနတ္တိဘိကဝေယံတော်များအိုခြေသားတို့ ဓမ္မကသင်တို့မသီလတတိသံသီလနဲ့တူသောပဋိသရဏံနာမအာကိုရာဆိုရာနတ္ထိဟောဒီလောကထဲမှာမရှိပါဘူးအာကိုရာရှားတဲ့နေရာမှာသီလလောက်ကောင်းတဲ့အာကိုရာမရှိဘူးပြောကြင်တာကသီလရှိရင်အာကိုရာရှိတယ်ပေါ့ခနေ့ခေတ်လူတွေကရွှေရှိငွေရှိရင်အာကိုရာရှိတယ်ထင်တာတကယ်တော့ပြိတ္တိသီလရှိမှအာကိုရာစစ်တာ có bị lá